စီးရီးယားမှာတမရဟောင်းဘာရှာအယ်အာဆက်ကိုတစ္ဆာခံသူတွေနဲ့လက်ရှိတော်လှန်ရေးညွန့်ပေါင်းအစိုးရတပ်တွေကြားတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီးအ ਨੇ ဆုံးလူ80ကျော်သေဆုံးခဲ့ပါတယ်။ဗြိတိန်နိုင်ငံအခြေဆိုင်စီးရီးယားလူအခွင့်အရေးစောင့်ကြည့်အဖွဲ့ကလက်တာဂီရာနဲ့တာတူးစိတ်ကမ်းမြို့တွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကအာဆတ်အစိုးရပြုတ်ကြအပြီးစီးရီးယားမှာကြုံရတဲ့အစိုးရဆုံးသွေးကြောင်းစီးစစ်ရေးပြည်ပခါတွေဖြစ်တယ်လို့ပြောပါရယ်။စီးရီးယားကိုနှစ်ရှည်လများအုပ်ချုပ်ခဲ့တဲ့အာဆတ်ဟာ ဒီဇင်ဘာလတုန်းကတော်လှန်ရေးအင်အားစုတွေမြို့တော်ဒမတ်စကတ်ကိုသိမ်းယူလိုက်တဲ့နောက်ရုရှားနိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ဒါပေမဲ့ဆီးရီးယားမှာတော့သူ့ကိုတစ္ဆာခံတဲ့အင်အားစုတွေကျွမ်းကျန်နေသေးပါ။အခုသတင်းပတ်ထဲမှာတိုက်ပွဲတွေပြင်းထန်လာတဲ့နောက်တော်လှန်ရေးညွန့်ပေါင်းအစိုးရဟာလက်တာကီရာနဲ့တာတုစ်မြို့တွေမှာညမထွက်ရအမိန့်တွေထုတ်ပြန်ထားလိုက်ပါတယ်။လက်တာကီရာမှာစစ်စင်ရေးကိစ္စတစ်ခုအတွက်ရောက်နေတဲ့တော်လှန်ရေးအစိုးရတပ်တွေခြုံခိုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အပြီး မြို့နှစ်မြို့မှာတိုက်ပွဲတွေစတင်လာခဲ့တာလို့ဒေသခံတွေပြောပါတယ်တိုက်ပွဲတွေအတွင်အသေးပြောက်ပမာဏဘလောက်များသလဲဆိုတာနဲ့ပတ်သက်လို့သတင်းတွေကအမျိုးမျိုးကွဲပြားနေပေမဲ့အာဆတ်ဘတ်တော်သားတွေ80လောက်သေပြီး25ယောက်လောက်ဖမ်းခံရတယ်လို့ Syria ခြေဆိုင် Step သတင်းဌာနကဖော်ပြခဲ့ပါတယ်။တော်လန်ရဲ့အစိုးရဘက်ကအသေးပြောက်ကိုတော့လလောဆယ်မသိရသေးပါဘူး။တိုက်ပွဲတွေက Syria ရဲ့တခြားမြို့ကြီးတွေဖြစ်တဲ့ Aleppo နဲ့ Homs တို့မှာလည်းဖြစ်ပွားနေခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။ စီးရီးယားကာကွယ်ရေးဝန်ကြီးကအာဆတ်ကိုတစ္ဆာခံတဲ့လက်နက်ကင်တက်တွေအနေနဲ့ခေါင်းမမာတင်ပဲလက်နက်ချအညံခံတင်ပြီလို့သတိပေးခဲ့ပါတယ်။လူသက်သမားတွေရာဇဝတ်ကောင်တွေကိုတစ္ဆာဆောင်တည်ပြီးအကောက်ွယ်ပေးနိုင်မဲ့အစားလက်နက်ချတာအကောင်းဆုံးဖြစ်နိုင်ကြောင်းခေါင်းမနေရင်တော့ကျမငင်မဲ့လမ်းကြောင်းစီမလွဲမသွေဥတီသွားမှာဖြစ်ကြောင်းသူကပြောပါတယ်။လက်တလုံးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ကန်ယူတဲ့ဧရိယာတွေဟာယာယီသမရအယ်ရှာရာဦးဆောင်တဲ့ဂျာကာလာတော်လှန်ရေးအစိုးရအတွက်တော့ ကောင်းခဲစရာနည်းမြေတစ်ခုလည်းဖြစ်လာနေပါရဲ့ရှင်။